ခုတက်ဆက်ပေးမယ့်တဲ့ငါကတော့ဝင်ကြီးမြားကိုပြန်လေးဆွဲပြီးတော့အာနာသိမ့်မှုတဲ့ဂျုံခံခဲ့သူတွေကိုထောင်နိုင်ရှာမှတ်လိုက်တဲ့တဲ့ငါပဲဖြစ်ပါတယ်။အစိုးရအဖွဲ့ဝန်ကြီးတချို့ကိုပြန်ပြီးဆွဲပြီးတော့အာဏာသိမ်းမှုအတွက်ကြိုးပမ်းနေတဲ့သူငါးကိုဂျာမနီတရားရုံးတစ်ခုကထောင်နှံတွေရှာမှတ်လိုက်တယ်လို့သိရပါဗျ။ အသက်48နှစ်ကနေ55နှစ်အရွယ်ကြားမှာရှိသူအမျိုးသားလေးဦးနဲ့အသက်89နှစ်အရွယ်ရှိသူအမျိုးသမီးတဦးတို့ကို2022ခုနှစ်တွင်ကတာဝန်ယူနေတဲ့ဇာမနီဆိုရအဖွဲ့မှဂျမားယုံကြည်နဲ့တခြားဝင်ကြီးတွေကိုပြင်ပဆွဲပြီးတော့အာဏာသိမ်းမှုအတွက်ကြိုးပမ်းခဲ့လို့ထင်ရှားတာကြောင့်အနေဆုံး2022နှစ်ကနေ10နှစ်အထိတရားဝင်မိတ်ဆက်မှတ်ခဲ့ရပါထောင်နဲ့ချမှတ်ခဲ့တဲ့သူတွေဟာညညတဲ့ဂျာမန် music အဖွဲ့ဝင်စီးပြီးဂျာမနီဆိုရတွေဟာ ဒုတိယကမ္ဘာစစ်ပြီးဆုံးပြီးနောက်ပိုင်းစည်ရဲခေတ်ကာလနဲ့မော်ဒန်ခေတ်ကာလတွေမှာဂျာမနီပြည်သူတွေဟာသူတို့ရာသီအရထိုက်တဲ့ရပိုင်ခွင့်တွေမရခဲ့တာဟာဂျာမနီနိုင်ငံရဲ့အရှိကန်ဥပဒေကြောင့်ဖြစ်လို့ပြည်ပြပြောင်းလဲမှုတွေလှုပ်ဖို့အတွက်လိုအပ်တယ်လို့အဆိုပါဝက်ဝင်တွေကယူဆပြီးတော့အာဏာသိမ်းမှုအတွက်ကြိုးပမ်းနေတာဖြစ်တယ်လို့သိရပါဗျ။ဒီသတင်းကိုတော့ငြင်းကြံပါပေးဖို့လားပါ။